မင်္ဂလာပါဒီနေ့ကျမတို့ um HG Wells ရဲ့စိတ်ဝင်စားစရာဝထုတို့တခုကို ကြည့်ကြမယ်လေနိုင်ရန်တဲကတကားပေါ့အာဟုတ်ကဲ့အဲ့ဒါနမကြီးပဲ Lionel Wallace ဆိုတဲ့သူကြောင့်နော် ဟုတ်ပါတယ်အောင်မြင်တဲ့နိုင်နိုင်ရေးသမားတယောက်ပေါ့ဒါပဲသူ့ဘွားကိုအများတန်းလွှမ်းမိုးနေတဲ့အရာတခုရှိတယ်အဲ့ဒါကဟိုလျိုးဝတ်ဆန်းကျဲတဲ့အစင်းရောင်တကားနဲ့ဥယျာဉ်တခုอืมဒီကိစ္စကသူ့ဘွားရဲ့ဆုံးဖြတ်ချက်တွေ့ ခန်းစားချက်တွေကိုဘလို့ပုံဖုံထွားလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်ဒီနေ့အဲ့ဒါကိုပဲဆွံရဲကြည့်ကြပေါ့လော်ကီအောင်မြင်မှုနဲ့ဟိုစမ်းကြဲတဲ့တခြားကဘာအဲ့ဒါတခြားကသူ့ရဲ့ရွေးချယ်မှုတွေပေါ့ဇလန်ကိုသူ့တင်ငချင်းယတ်မွန်ကပြန်ပြိုးပြတဲ့ပုံစံနဲ့စထားတာနော်ဝေါ်လစ်ကအင်မတာအောင်မြင်နေပြီမဲ့အထက်မှာကဟာဒရာကြီးဖြစ်နေတယ်ဆိုပြီးဖွင့်ဟစ်ခဲ့တယ်ပေါ့ဟုတ်ပါအဲ့ဒီဟာဒရာဖြစ်နေရတဲ့အကြောင်းရင်းကငငင်ကတွေးခဲ့တဲ့အဲ့ဒီဥယျာဉ်ကြောင့်ဆိုပြ음 အေဘရာဟံဆုံတွေ့ခဲ့တဲ့အချိန်ကတော်တော်အရေးကြီးတယ်။သူအသက်9နဲ့6နှစ်အရွယ်မှာဟုတ်အိမ်ကနေလမ်းပျောက်သွားတော့လေးမှာအဖြူရောင်နိုင်ရန်ကြီးတစ်ခုမှာ အစင်းရောင်တကားကိုသွားတွေ့တာအဲ့ဒီအချိန်မှာသူ့စိတ်ထဲအဖေဒေါတာထွတ်မှကြောက်တဲ့စိတ်ရော အထဲမှာဘာရှိလဲသိကျင်တဲ့စူးစမ်းခြင်းစိတ်ရော လွန်ဆွဲနေတာပေါ့အေးနောက်ဆုံးတော့စူးစမ်းခြင်းစိတ်ကနိုင်ဝါပြီးဝင်ကြည့်လိုက်ရောအထဲမှာတော့တကယ့်ကိုမော်ဆန်းတဲ့နေရာပဲအယောင်တွေဆိုတာလဲတောက်ပါလို့ ငင်းချမ်းပြီးတော့ဟုတ်တယ်ကြောက်စရာမကောင်းတဲ့ဂျာတကြီးနှကောင်းတော်ရှိတယ်ဆိုပဲပြီးတော့ကျင်နာတဲ့မင်းကလေးကစားဖော်ဒီအဲထူးခြားတာတစ်ခုကဟိုမိုင်းညို့ညို့ဝိယုံတဲ့အမျိုးသမီးတယောက်သူကစာအုပ်တအုပ်ပြားတယ်လေ Wallace ရဲ့ဘဝအကြောင်းမှတ်တမ်းတင်ထားတဲ့စာအုပ်ဟုတ်ပါအဲ့ဒါတော်တော်စမ်းကြည့်တယ်သူ့ဘဝကိုပြန်ပြတဲ့စာအုပ်ပေါ့ဒါပေမဲ့အဲ့ဒီစာမျက်နှာကိုလန်လိုက်တဲ့အချိန်မှာပဲဖြက်ခနဲ့လမ်းပေါ်ပြန်ရောက်သွားရောငိုယိုနေတဲ့သူ့ကိုယ်သူပြန်တွေ့တာ အဲ့ဒါကိုအင်ဂျန်ပြောပြတော့ဒုက္ခရောက်ရော သူ့ဖေရောအတော်ရောကလိမ့်နေဆိုပြီးอืมရိမ့်နေအဆုံးမာတာပေါ့ဆိုတော့ကလေးဘဝမှာတင်အဲ့ဒီအန်ဝါစီယာအတွေ့အကြုံကနာကျင်စရာဖြစ်သွားတယ်နောက်ဆိုဘယ်သူမှမပြောရဲတော့ဘူးဟုတ်တယ်အဲ့ဒီနောက်မှာသူဒီတကောက်ကိုလုံးဝမေ့မသွားဘူးပြန်တွေ့သေးတယ်ចောင်းတန်းဘဝမှာတခါအာဟုတ်တယ်ဒါပေမဲ့အဲ့တော့အကြောင်းတော့ကြာမှာဆိုးလို့ဆိုပြီးဝင်မသွားလိုက်ဘူးအဲ့ဒီအကြောင်းသူငယ်ချင်းကိုပြန်ဖွင့်ပြောမိပြန်ရော ဒီတခါတော့တခြားကျောင်းသားတွေကဝိုင်းလောင်ကြတာပေါ့တကားကိုလိုက်ရှာခိုင်းတယ်ဒါပေမဲ့ရှာမတွေ့တော့ဘူးဒါကသူ့အတွက်ပို့ပြီးတော့တောင်းအဲ့ဒီလူ့ဝက်ချက်ကိုဖုံးကွယ်ထားဖို့ချက်သွားစေတယ်လူဒီနားမလည်နိုင်ဘူးပေါ့နောက်တစ်ခါအရေးကြီးတဲ့ချိန်တခုမှထပ်တွေ့ပြရအောင်အသက်18နှစ်အောက်ဖို့ကိုပညာတော်တင်သွားခါနီးဟုတ်တယ်တက္ကစီဘွားနေလမ်းတွေ့လိုက်တာဒါပေမဲ့အမ်ပညာရင်းနဲ့အနာဂတ်ကိုမဲ့သူကရွေးလိုက်ပြန်တယ်အဲ့ဒီကလေးကပုံစံတစ်ခုလိုဖြစ်လာလာနော် အလို့အကိုင်းအရေးကြီးတဲ့အချိန်ဒီအချစ်ရေးအစင်ပြေခါနေ့အချိန်ဒီနိုင်ငံရေးရလို့တော့ဖို့ကိစ္စတွေအင်းလမ်းဆုံလမ်းကွာတိုင်းမှာအဲ့ဒီတကားကပေါ်လာတယ်ဒါပေမဲ့သူကအမြဲတမ်း lucky ကိစ္စတွေပဲရွေးချယ်ခဲ့တယ်နောက်ဆုံးနှစ်တည်းမှာပိုဆိုးလာတယ်၃ချိန်တောင်ထပ်တွေ့တဲ့တဲ့ဟုတ်တယ်ဒီတစ်ခေါက်တွေ့ရင်တော့ဝင်မဲ့ကွာဆိုပြီးဆုံးပြတ်ထားပေမဲ့အရေးကြီးမဲခွဲပွဲတော့အဖေဆုံးသွားတာတော့ နိုင်ငံရေးအပေးယူကိစ္စတွေနဲ့ကြုံတော့ဆော်တော့အခွင့်အရေးတွေလွတ်သွားပြန်ရောအဲ့ဒီလိုဆုံးရှုံးမှုတွေမလာတော့ဝေါ်လစ်စိတ်တက်တီကြလာပြီသူရထားတဲ့အောင်မြင်မှုတွေကအတိအပင်မရှိတော့ဘူးလို့ခံစားလာရတာဟုတ်တယ်သူပြောတဲ့စကားကခွန်းအောင်ရှိသေးတယ်သူရဲ့အစိုးရအဖွဲ့ယာရုကိုတန်ဖိုးမရှိတဲ့အရာတဲ့ပြီးတော့တကြားသီးကိုကြိတ်ချေဖလိုက်တာအဲ့ဒါတော့တော်ပြင်းထန်တယ်อืม သူ့စိတ်ထဲမှာနောင်တတွေနဲ့ပဲပြည့်နေပြီ။ညညဆိုရင်အဲ့ဒီတကားကိုလမ်းရှာရင်လမ်းလျှောက်ထွက်တယ်တဲ့။အဆုံးသက်ကတော့တကယ်ဝမ်းနေเสียရပဲ။သူ့နောက်ဆုံးဘလို့ဖြစ်သွားလဲဆိုတော့ဟုတ်တယ်။မီးရထလန်းတို့ချေဖို့တူးထွားတဲ့၆ကြီးတစ်ခုတည်းမှာတေဆုံးနေတော့ကိုတွေ့လာရတာ။အဲ့ဒီနေရာနားမှာအလုံးသမားတွေဝင်းထရဖို့လှုပ်ထားတဲ့တစ်သားတစ်ခိုင်အသေးလေးတစ်ခုရှိတယ်ဆိုပဲ။အကြီးကနေဝင်သွားရင်ကြာသွားတာဖြစ်မယ်လို့ယူဆကြတယ်။ဆိုတော့ ဒီနေရာမှာမိခိုးတွေအများကြီးကြံ့ခဲ့တာပေါ့အဲ့ဒီနောက်ဆုံးတကားကတော့သူရှာနေတဲ့အစင်းအောင်တကားဟုတ်ရဲ့လားတမမဟုတ်တိတ်ဆိုင်မှုတက်တယ်လားသူ့ရဲ့အဲ့ဒီမော်ဆန်တဲ့ဥယျံဆွဲကတော့တကယ်ပဲရှိရဲ့လားသူစစ်ရဲ့ထင်းအောင်ထင်းမဖြစ်မှုတခုပဲလားစကြောင်းပြောတဲ့ရမွန်ကိုရိုက်တောင်တွေ့ချာမသိဘူးလေဟုတ်တယ်သူကတော့ wallet မှာတကယ်ပဲအဲ့လိုထူးခြားတဲ့အာရုံမျိုးရှိခဲ့ပြီးပေါ်လာပါတဲ့တခြားကဘာကိုတွားနိုင်တဲ့လမ်းကိုသူတကယ်တွေးခဲ့တယ်လို့ယုံကြည်ခြင်းနဲ့ပုံပဲ။အင်း ီဇလန်ကကျွန်တော်တို့ကိုစဉ်းစားစရာတကူတော့ပေးသွားတယ်။ Wallace လို့အဆုံးရောက်ချင်မှရောက်မယ်။ဒါပေမဲ့ကို့ဘွားမှာကောဟုတ်လောကရဲ့ဖီအားတဲ့ကိုလိုချင်တဲ့ရေမှန်းချက်တွေနောက်ကိုလိုက်ရင်လည်းကို့ရှေ့မှာပေါ်လာနိုင်တဲ့တခြားအခွင့်အရေးတကားတွေကိုကောအင်းဘနခါလောက်များလက်လူရှုထဲမိမလဲပေါ့နော်ဟုတ်ပါတယ်အဲ့ဒီတခြားတကားတွေကကို့အတွက်ပိုးအသေးပဲရှိတဲ့ပိုးပြိုရွှင်စရာကောင်းတဲ့ဘွားစီကိုခေါ်သွားနိုင်မလားဆိုတာဘယ်သူမှကြုံမသိနိုင်ဘူးလေတကယ်စဉ်းစားစရာပါပဲဒီနေ့တော့ဒီလောက်ပါပဲ